အချိန်မရွေးကြုံတွေ့လာနိုင်တဲ့အေယာမကန်းလွန်ငလျင်ကြီးအတွက်ကြိုတင်ပြင်ဆင်မှုဆိုင်ရာအချက်အလက်တွေကိုဂျပန်အစိုးရကထုတ်ပြန်ကြေညာခဲ့ပါတယ်။ငလျင်တွေလောက်ခတ်နိုင်မယ့်အချိန်တွေကိုကြိုတင်ခန့်မှန်းဖို့ခက်ခဲလွန်းပေမဲ့ဂျပန်မှာတော့ပြည်ရည်တွေရေအောက်ကြောက်ချက်တွေရဲ့လှုပ်ရှားမှုတွေကိုဗတ်ပေါင်းစုံကနေတွက်ချက်ပြီးလာမယ့်နှစ်ပေါင်း30အတွင်းဂျပန်နိုင်ငံတောင်ဘက်ကန်းလွန်မှာရှိတဲ့နန်ဂိုင်းသမုဒ္ဒရာကျောက်ကိုဗဟိုပြုတဲ့အေယာမငလျင်ကြီးတစ်ခုလောက်ခတ်နိုင်တယ်လို့တွက်ချက်ထားပါတယ်။ ဇူလိုင်တရက်နေ့မှာအသက်ထုတ်ပြန်တဲ့အချက်လက်တွေအရအဲ့ဒီလိုဖြတ်အားပြင်းငန်းလျင်ကြီးမျိုးနှစ်ပေါင်း30အတွင်းလှုပ်ခတ်လာနိုင်ခြင်းဟောင်း85ကနေ82ရာခိုင်နှုန်းလောက်ထိမြင့်မားနေတယ်လို့သိရပါတယ်။မက်စ်လာရုံကအဲ့ဒီဖြတ်နိုင်ခြင်းငန်းလျင်ကြီးနဲ့နောက်ဆက်တွဲဆူနိုင်မီရေလိုင်းတွေကြောင့်အသေးအပြောင်းနဲ့အပြည့်စည်ပမာဏကိုခန့်မှန်းထားရမှာလူပေါင်း3သိန်းဝန်းကျင်သေဆုံးနိုင်ပြီးဒေါ်လာ1 trillion ဘိုလောက်ပြည့်စည်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။ ဒါပေမဲ့ထိရောက်တဲ့ပြင်ဆင်မှုတွေကြိုတင်ကောက်ွယ်မှုတွေဒါလှုပ်ဆောင်ထားမယ်ဆိုရင် အသေးအပြောက်စုစုပေါင်းကိုခမန်းထားတာရဲ့80ရာခိုင်နှုန်းလောက်ထိရှော့ချနိုင်လိမ့်မယ်လို့သုံးသပ်ခဲ့ဖူးပါတယ်။အခုအစ်စ်ထုတ်ပြန်လိုက်တဲ့ခမန်းချက်မှာတော့လက်ရှိပြင်ဆင်မှုနှုန်းမျိုးနဲ့ဆိုရင်အငြင်းဆုံးတည်ဆုံးနိုင်ခြင်းဥယျာဉ်ရဲ့20ရာခိုင်နှုန်းလောက်ကိုသာရှော့ချနိုင်ပွဲရှိတယ်လို့ဖော်ပြထားပါတယ်။ငန်းလင်းဆိုင်ရာထိတ်တန့်သိပ္ပံပညာရှင်တွေစုပေါင်းလေ့လာပြီးအစိုးရစီတင်ပြထားတဲ့အစီရင်ခံစာမှာတော့ ငလင်ကြီးမတိုင်ခင်အဆောက်အုံတွေရဲ့ခိုင်မာမှုကိုမြင့်တင်တော့ခိုလုံမဲ့နေရာတွေတေးချပြင်ဆင်ဆောက်လုပ်တာလူမှုရဲ့ငလင်နဲ့ပတ်သက်တဲ့ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေကိုအရှိန်မြင့်တာမျိုးကိစ္စတွေပုံမအားထက်လှုပ်ဆောင်ဖို့တိုက်တွန်းထားခဲ့ပါတယ်။ဒါဟာနိုင်ငံတော်အဆင့်လိုအပ်ချက်မျိုးဖြစ်ကြောင်းမြို့ကြီးပြကြီးတွေရဲ့အုပ်ချုပ်ရေးဌာနတွေကုမ္ပဏီတွေအဖွဲ့အစည်းတွေစုပေါင်းပြီးအရေးကြုံလာရင်လူအသက်တွေများနိုင်သမျှများများကိုကယ်တင်ဖို့စီစဉ်ထားရမှာဖြစ်ကြောင်းဝန်ကြီးချုပ်ရှီဂူရီအီရှိဘာက အစိုးရအစည်းအဝေးတစ်ခုမှာပြောကြားခဲ့ပါတယ်။နန်ကိုင်းသမုတ်တရာကျောင်းဟာဂျပန်နိုင်ငံတောင်ဘက်ကပစိဖိတ်ကမ်းရိုးတန်းနဲ့မြင်းပြိုင်ဖြစ်လို့နေပါတရှိနေပြီးကီလိုမီတာ800လောက်ရှည်လားပါတယ်။သမိုင်းကျောင်းကိုပြန်ကြည့်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း1400အတွင်းနန်ကိုင်းသမုတ်တရာကျောင်းကိုဗဟိုပြုတဲ့ရေအောက်ငလျင်ကြီးတွေဟာနှစ်တရာကနေ200အတွင်းကာလအပိုင်းခြားတစ်ခုရောက်တိုင်းလှုပ်ခတ်လေးရှိပါတယ်။နန်ကိုင်းသမုတ်တရာကျောင်းကိုဗဟိုပြုပြီးနောက်ဆုံးငလျင်ကြီးလှုပ်ခတ်ခဲ့တာ1946ခုနှစ်တုန်းကဖြစ်ပြီး ပြင်းအားအနေနဲ့မဂနီကျူ၈.၁နဲ့၈.၆ကြားရှိခဲ့တယ်လို့ဆူနာမီလိုင်းတွေလည်းဖြစ်ပေါ်ခဲ့ပါသေးတယ်။ဂျပန်မူလေဝသဌာန JMA ဟာနမ်ကိုင်ကိုဗဟိုပြုပြီးအေယာမငလျင်ကြီးလှုပ်ခတ်နိုင်ခြင်းအရေးပေါ်သတိပေးချက်တစ်ခုကိုမနစ်ကဩဂတ်လမှာကြေညာခဲ့ပြီးတပတ်ကြာမှပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ဒါဟာတကယ်တမ်းမလှုပ်ခတ်သေးတဲ့ငလျင်ကြီးတစ်ခုနဲ့ပတ်သက်ပြီးအရေးပေါ်အဆင့်သတိပေးချက်ကြေညာရာမျိုးပထမဆုံးအကြိမ်ဖြစ်လာခဲ့ပါတယ်။ ဂျပန်မှာအေယာမငလျင်ကြီးလှုပ်ခတ်နိုင်ခြင်းနဲ့ပတ်သက်လို့စိုးရိမ်မှုတွေရှိနေခြင်းကနိုင်ငံရဲ့ကဘာလက်ခီးသွားဝင်ရောက်မှုကိုလည်းထိခိုက်တက်ရောက်စေခဲ့ပါတယ်။ JMA ရဲ့အကြီးအကဲ Raichi Nomura ကငလျင်နဲ့ပတ်သက်လို့နိုးကြားကြဖို့သတိပေးဆော်နေတာဟာပြည်သူလူထုအနေနဲ့လိုအပ်တဲ့ပြင်ဆင်မှုတွေအသင့်ရှိနေစေဖို့အတွက်သာဖြစ်ပြီးမလိုလားအပ်တဲ့စိုးရိမ်လွန်ကဲမှုတွေမရှိတဲ့အကြောင်းရှင်းလင်းပြောဆိုထားပါတယ်ရှင်။